စမယ်။ရှမ်းမြောက်မှာအဖားတို့ကလာရှိုးနဲ့အလုရှုံနေချင်းကရင်ပြည်နဲ့တကြောလုံးမှာတော့အခုရက်ပိုင်းတွင်စခန်းတွေတစ်ခုပြီးတစ်ခုပေးနေရတယ်။အဲဒီထဲမှာမှာအင်အားတရာကျော်ရှိတဲ့နေဆက်ဂိတ်တွက်အရေးပါတဲ့ထိထပြူဝါကုန်းစခန်းကြီးကို ပေးလိုက်ရတဲ့အတွက်တက်တွင်အဆင်မပြေမှုတွေတော်တော်ကြီးကိုဖြစ်နေတယ်လို့ကြားရတယ်။အထက်ကလည်းဒီစခန်းကိုချက်ချင်းပြန်လဲတတ်ခိုက်သိမ်းယူဖို့အမိတ်ကြလာတယ်။ဒီထိထပြူဝါစခန်းကြီးကို ြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ဟိုးရင်ချင်းကလေးကမာနပလောဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာဦးဆောင်ဦးရွက်ပါဝင်ခဲ့တဲ့ကရင်အမျိုးသားကြီးစောလီရှိကိုတာဝန်ပေးလိုက်တယ်။စောလီရှိဆိုတာကနည်းနည်းရရကမဟုတ်ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ကဒုံကရင်ကြီးရွာမှာမွေးဖွားလာတဲ့သူကရင်လက်နက်ကင်တွေကြောင်းကောင်းကောင်းသိတယ်။တိုက်ပွဲအတွင်းမှာဆိုလေရဲရင်နဲ့ပြက်သားတယ်။တိုက်ပွဲအတွင်းဝင်လာတဲ့ဘယ်ပြက်မှတ်ကိုမဆို ထိအောင်ပြစ်တယ်။ဟိုတလောကတိုက်ပွဲမရှိပေမဲ့နှစ်ဖက်ဆိုင်ထားတဲ့နေမြေကြားတွေကိုငါးစင်းကြိုက်ဆွဲပြီးဇံနဲ့ကြွလာတဲ့အင်ဂျင်တထောင်စီရတော့ကိုနောက်ပွင့်လောင်ချာနဲ့ထုမယ်လို့လို့တတက်လုံးကဝိုင်းဆွဲလိုက်ရတဲ့အထိတိုက်လို့ခိုက်လို့စိတ်ပြင်းပြတယ်သူ။အခုအဲဒီစောလီရှိတို့ဖွဲ့ထီထစကန်ကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့သတင်းလဲကြားရောပဒိုစောတော်နီတို့လှန့်နေကြပြီ။စောလီရှိအကြောင်းသူကောင်းကောင်းသိတာကိုဒါကြောင့် ထိထဗျူဟာမှုအသေးဖမ်းမိတယ်။တမတော်ဘက်ကအကြဆုံးများစွာနဲ့လက်နက်ပေါင်းမြောက်များစွာကိုတိမ်ပိတ်ရရှိပါတယ်ဆိုတဲ့သတင်းတွေဓာတ်ပုံတွေဟာမဟုတ်မမှန်ပါဘူးဆိုပြီး Telegram တိုက်စစ်မှု People Media ကြော်ဆိုးဦးကတဆင့်သတင်းပေးရတယ်။ဆက်လက်ပြီးစော်တိုနီက People Media အားပြောဆိုရမှာတကယ်တော့ထိထဗျူဟာကုန်းစကန်ကိုတိုက်ခိုက်တိမ်ပိတ်တာမဟုတ်ကြောင်းဗျူဟာရခနာဟာထားတော့ဝင်ရောက်ဓာတ်ပုံရိုက်ရင်စကန်တဲ့နည်းနည်းအနေကျသွားတာဖြစ်ကြောင်း တေဆုံးပြီဟုသတင်းထွက်နေသောထိထဗျူဟာမူးမှလည်းအသက်ရှင်နေသေးကြောင်းမီဒီယာတွေပေါ်မှာပြန့်နေသော ထိထဗျူဟာမူးပုံမှလည်းအမှန်တကယ်တော့ထိထဗျူဟာမူးအစ်မဟုတ်ကြောင်းတက်မတော်သားများစိတ်တက်ကြစေရလို့ငါအနီးနားမှာရှိတဲ့ရွာတွေကပင်းစားတယောက်အားတက်မတော်ယူနီဖောင်းပေးဝတ်ပြီးထိထဗျူဟာမူးဖြစ်ဟန်ဆောင်ခိုင်းခြင်းသာဖြစ်ကြောင်းအကြောက်ကံပြောဆိုသွားခဲ့ပါတယ်အနှစ်၆ရက်တော့ထိထဗျူဟာကုန်းစခန်းကြီးဟာ Facebook ပေါ်မှာကြာသွားပြီမြဲ့ Telegram ပေါ်မှာတော့မကြသေးပဲတက်မတော်သားများယူယုံချွချွအပြင်းထန်ခုခံလျက်ရှိကြောင်းသိရှိရပါတယ်။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Diversity Star